မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်အချိန်ကသက်တည်ပြပါလိမ့်မယ်ဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်ပထမတစ်ခေါက်ကတရုတ်ခီးစဉ်ပြီးမှတော့ကစစ်တပ်လက်အောက်ခံမီဒီယာတွေကနေစစ်ကောင်းဆောင်က နိုင်ငံပေါ်မှာစေတနာဘလောက်ထားကြောင်းခီးစဉ်တွင်နားချိန်တော့မရှိဘဲဆွမ်းဆွမ်းတမန်ဆွမ်းဆောင်ခဲ့ကြောင်းတွေဖော်ဖော်တည်တည်ဖော်ပြပြီးပြည်သူကိုဝါရာပြန်စည်းရုံးရင်းဆင်ခဲ့ပါသေးတယ်ဒီတချိန်ရုရှားခီးစဉ်ကနေလည်းနိုင်ငံရဲ့စီးပွားရေးစီရေးအခြေအနေတွေကောင်းမွန်အောင်စူးစမ်းလှုပ်ဆောင်ခဲ့တာတွေဖော်ပြပြီး ပြည်သူလူထုကိုစည်းရုံးဝါဒဖြန့်မအောင်မေတဆက်တဲ့တိမ်မကြခင်မှာပဲပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အကောင်းမြင်မှုကိုရရှိလာနေပြီးပြည်သူအကြိုအတွက်ရွေးကောက်ပွဲကိုကျင်းပပြီးလူအခွင့်အရေးအတူရောင်းနေဖန်တင်းကနိုင်ငံရေးစီးပွားရေးတွေကိုပြည်လည်စီမဲ့အပြင်လက်ရှိစီးရေးပဋိပက္ခတွေကိုပါထိန်းချုပ်လာနိုင်တော့မယ်လို့ဝါဒဖြန့်လာအောင်မှာဖြစ်ပါတယ်။ ရုရှားခီးစင်အတွင်းမှာလူလတ်ပြီးတရားမျှတရေးရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျင်းပသွားဖို့စီစဉ်ထားတယ်လို့မလာခုနှစ်ရက်ကဘယ်လာရုစ်နိုင်ငံသမ္မတနဲ့တွေ့ဆုံဆွေးနွေးပွဲမှာစစ်ကောင်ဆောင်မင်းအောင်လိုင်ကဆိုပါတယ်ရွေးကောက်ပွဲကျင်းပမှုနဲ့ပတ်သက်ပြီးဘယ်လာရုစ်နိုင်ငံရဲ့လေးလာရေးခီးရေးဖွဲ့ကိုလာရောက်ကြည့်ရှုဖို့ဖိတ်ကြားလိုက်တာကိုတွေ့ရတဲ့အတွက်မဖြစ်မနေချင်းတည်ကျင်းပရောမှာလို့အားလုံးသိအောင်ကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစာလုံမနေနဲ့ပူပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမုတ်ချအောင်မြင်မယ်ဗျာလို့စစ်ကောင်ဆောင်ကရုရှားခီးစင်ပြန်မီဒီယာမေးမြန်းမှုမှာပြောပါတယ်ဒီခီးစင်ကြောင့်စစ်ကောင်စီအနေနဲ့ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကနိုင်ငံတကာမျက်နှာစာမှာသူတို့ဘက်ကရက်တိပြီးမှကိုခိုင်ခိုင်မာမာအာမခံချက်ရရှိရလို့လည်းစစ်ကောင်စီတရင်ထုတ်ပြန်ရေးကောင်ဆောင်စောမင်းထွန်းကဆိုပါတယ်ဒါရီဟာမြန်မာပြည်သူတရက်လုံးကိုအတိပိတ်ချင်းချောင်းလိုက်တာဖြစ်တယ်လို့စစ်ကောင်စီပေါ်စောင့်ကြည့်ပိတ်ဆို့မှုတွေလှုံ့ဆော်နေတဲ့ကဘာ တလောကအဖွဲ့အစည်းတွေကိုပါစိန်ခေါ်တန်ပေးပြီးတွေးတိုးဆန်လိုက်တာပဲဖြစ်ပါတယ်။ရွေးကောက်ပွဲကလက်ရှိနိုင်ငံတွင်းကစီးရီးပฏิပခါကိုတော့ဖြည့်ရှင်းနိုင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဓာအီးကိုသူ့မိရိုက်သည့်အဖြစ်အာနာရှင်တက်ဆိုးရှင်မဲ့အဖြစ်ကိုအရှာမခံမဲစစ်အာနာရှင်စနစ်ကိုအပြက်ပြက်မဲခံယူချက်နဲ့ပြင်းထန်တဲ့တော်လိုင်းစိတ်တက်ကတော်လိုင်းလက်နက်ကိုင်းအဖွဲ့အစည်းအားလုံးနဲ့ပြည်သူလူထုကြမှာအမြင့်တွင်နေလိုပါပဲ။ကာလာကြလို့အမားကအမှန်မဖြစ်တယ်လို့စေကောင်စီရဲ့အကြံဖတ်အတ္တမပြုခြင်းမူတွေကို ပြည်သူလူထုအပါအဝင်ကမ္ဘာတလားကအဖွဲ့အစည်းအလုံးကတည်ထားကြပါတယ်ပြည်သူလူထုအနေနဲ့ကလည်းမမျှတာတဲ့အခြေအနေတစ်ခုရာချက်ချင်းထားကြွလို့မရပေမဲ့ဒေါ်လာရဲ့ညာတန်ပြီးချီတက်လာမယ့်အချိန်ကိုစောင့်မျှော်နေကြတာပါစောင့်မျှော်နေနိုင်အောင်လည်းနိုင်ငံအတွင်းကစီးရဲအခြေအနေတွေကအပြောင်းလဲတွေတိုးတက်မှုတွေဖြစ်ပေါ်နေတာပါဖန်ဝရန်အထောက်ခံထားတဲ့နိုင်ငံတော်အစင်အကြံဖတ်တမယအဖွဲ့အစည်းကြီးကတော့သူတို့အတွက်လူမိုက်အားပေးတကူလက်ခံနိုင်ငံတချို့ရှိနေသေးတယ်လို့ရုံလုံးပြနိုင်ုံနဲ့ရွေးကောက်ပွဲကျင်းပပြီးနိုင်ငံရဲ့ပကတိစီးရဲအခြေအနေတွေစီးပွား ားရေးအခြေအနေတွေပြည်သူလူထုရဲ့အပြေးထောက်ခံမှုတွေအာဏာရှင်အဆက်ဆက်ရဲ့ရာဇဝမှုတွေနဲ့တမိုင်းအမဲကွက်ကြီးတစ်ခုလုံးကိုအပြောင်းလဲလုပ်နိုင်လိမ့်မယ်လို့ထင်မှတ်ထားနေပုံမှာပဲဒါပေမဲ့သူတို့ထင်ထားသလိုမဖြစ်လာနိုင်တော့ဆိုတာကိုတော်လိုင်းအဖွဲ့တွေရဲ့ခံယူချက်ကြိုးပမ်းချက်တွေနဲ့ပြည်သူလူထုရဲ့စိတ်အားထက်သန်မှုတွေပေါင်းပြီးအချိန်ကာလတစ်ခုမှာတက်တည်ပြသွားပါလိမ့်မယ်ဆလတ်ပြီးအမေရိကန်ရောက်ကိုထိန်လင်းနယူးယောက်မြို့ရှိကုလဆိုင်ရာမြန်မာတန်ယုံမှာတန်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံတန်ယုံကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့တာငယ်ကင်အဲရစ်ကကိုထိန်လင်းတွားရောက်ခဲ့ပြီးကုလဆိုင်ရာမြန်မာနိုင်ငံအမြင့်တဲ့တမတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ကင်အဲရစ်က Su 18 Birthday Campaign အတွက်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတာဖြစ်ပြီးမလ14ရက်နေ့မှာမြန်မာတန်ယုံကိုလာရောက်က Su 80 Birthday အမတ်တရထုတ်ဝေတဲ့ပြက္ခဒိန်လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ကုလသမဂ္ဂယုံကြုံမှာမလ13ရက်ကကျင်းပတဲ့ UN event မှာလည်း Kim Harris ကမြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးတင်အမျိုးသမီးတွေနဲ့ကလေးတွေခံစားနေရတဲ့ post traumatic stress disorder PTSD အကြောင်းကိုအလင်းပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလိုအပ်နေတဲ့မြန်မာနိုင်ငံကလူဦးရေပါဝင်မြန်မာနိုင်ငံရဲ့အခြေအနေအသိစိတ်ကိုတင်ပြဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မလ15ရက်ဒီကနေ့မှာပြုလုပ်သွားဖို့ရှိတဲ့ Suit 80 Birthday Campaign အတွက် American ရောက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲကိုကိုထိန်လေးနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာသံတမန်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရာဝင်းကြီးနော်ဆူဇန်နာလတ်လာဆို တောင်ဆန်းစုကြည်ရဲ့စီးပွားရေးကြံပေး တို့ကတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ပြီးအကျဉ်းထောင်တွေကရာဇဝတ်အကျဉ်းသားတွေကိုစေအောင်စုကလက်နက်တပ်ဆင်ပေးပြီးတိုက်ပွဲတွေမှာဝင်တိုက်ခိုင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသရှိအကျဉ်းထောင်တွေမှာစေအောင်စုကရာဇဝတ်အကျဉ်းသားတွေကိုလက်နက်တပ်ဆင်ပေးထားပြီးတိုက်ပွဲတွေဝင်တိုက်ခိုင်းတာနဲ့ကင်းဆောင်ခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူကပြောပါရတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသရှိအကျဉ်းထောင်တွေမှာစေအောင်စုကရာဇဝတ်မှုနဲ့ပြစ်ဒဏ်ချခံနေရတဲ့အကျဉ်းသားတွေကိုထောက်တွင်းခံစေအတွက်လက်နက်တပ်ဆင်ပေးပြီးကင်းဆောင်ခိုင်းတာနဲ့တော်လိုင်းတပ်ဖွဲ့တွေလာ ာရောက်တိုက်ခိုက်ပါကစေအောင်စုတပ်ဖွဲ့နဲ့အတူဝင်ရောက်တိုက်ခိုက်စီခိုင်းနာပြုလုပ်နေပြီးဒီလိုတိုက်ပွဲမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြင်သားတွေပြစ်ဒဏ်ကရှော့ပေါ်ပေးတာပြီးလှုပ်ဆောင်နေရလို့ဆိုပါတယ်။ဗဲမြို့နယ်ဒီမှာဖြစ်နေရလဲဆိုတာထက်အဓိကတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာပါလက်ရှိမှာတော့ကချင်ပြည်နယ်တွေကထောင်တွေဖြစ်တဲ့မုံညင်းနဲ့ပမောင်မြို့နယ်တွေကထောင်တွေကအကြင်သားတွေကိုခုခံစစ်တမသုံးနေတာရှိတာပေါ့တလေးလုံးစစ်စင်ကြီးဖြစ်တဲ့လိုက်ကောအကျဉ်ထောင်မှာလည်းဖမ်းဆီးခံထားတဲ့အကျဉ်သားတွေကဗိုလ်ကြီးအဆင့်ကိုပြန်ခေါ်ထုတ်ပြီးတော့အဲ့ဒီတိုက်ပွဲတွေမှာဝင်တိုက်ခြင်းအပြင်ကြားခံနေရ တဲ့ပြစ်ဒဏ်တွေကိုရှော့ချပေးတာမျိုးမူလရာထူးပေးပြီးတာဝန်ထမ်းဆောင်ခိုင်းတာမျိုးတွေအဲ့လိုစီယုံလုံးဆောင်တာပြီးလုပ်နေပါတယ်။ နောက်ပြီးတော့အခြားရာဇဝတ်အကျဉ်းသားတွေနဲ့နှစ်ကြီးကြခံနေရတဲ့အကျဉ်းသားတွေကိုအပင်းယူလို့ခေါ်ထုတ်တာနဲ့အဲ့ဒီအပင်းယူမလုပ်ဘဲအမိန်ပေးစေခိုင်းနေတာတွေလည်းရှိနေပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းကပြောပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသရှိအကျဉ်းထောင်တွေကအကျဉ်းသားတွေကိုအတင်းအဓမ္မလက်နက်ကန်ခိုင်းပြီးတိုက်ပွဲမှာပါဝင်တိုက်ခိုက်စေခိုင်းတာမျိုးတွေကိုအတည်ပြုနိုင်ဖို့အတွက်အချိန်ယူပြီးစုံစမ်းမှုတွေလုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ဆဲအုပ်စုကအကျဉ်းထောင်တွေထဲမှာအကျဉ်းချခံနေတဲ့အကျဉ်း င်းသားတွေနဲ့စေအုပ်စုတပ်ဖွဲ့ဝင်တွေအဆိုပါပြင်ပမှာဖြစ်ပွားနေတဲ့တိုက်ပွဲတချို့မှာအသုံးပြုနေရရလည်းရှိရလို့ကိုတိုက်ထုံးကပြောပါတယ်တချို့အကျဉ်းသားတွေလည်းအပြင်မှာဝင်ရောက်တိုက်ခိုက်ပြီးတာတွေရှိပါတယ်ဒီလိုဝင်တိုက်ပြီးနေတဲ့သူတွေအတွက်အရင်နှောင်းကစစ်တပ်နဲ့ရဲဖြစ်ခဲ့ဘူးသူတွေရှားဆွေးမှုနဲ့အတင်းချခံနေရသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလအတွင်းကတော်လိုင်းတပ်ဖွဲ့တွေတိုက်ပိုက်ထားတဲ့ကောလင်းမြို့ကိုပြန်လည်တိုက်ပိုက်ဖို့စစ်အုပ်စုကထိုးစစ်ဆင်အင်အားပြည့်ခဲ့ရမှာအကျဉ်းထောက်တချို့ကအကျဉ်းသားတွေကိုရွှေဘုံမျိုးစေအုပ်စုလေးကျင်းရှစ်တပ် ထဲကိုကားနဲ့ခေါ်ဆောင်လာပြီးတဲ့နောက်ခင်ဦးနဲ့ကန့်ဘလူမျိုးနဲ့ကိုဖျက်ပြီးတိုက်ခိုက်ဆီခိုင်းခဲ့တဲ့ဖြစ်စဉ်ကိုလည်းသတင်းမှာဖော်ပြပါရတယ်။ လက်ရှိမှာတိုက်ပွဲတွေတဲ့အထင်အနေရဲ့စေအောင်စုကလူရအများပြားလိုအပ်နေတာကြောင့်အကျဉ်းထောင်တွေကအကျဉ်းသားတွေအပြင်လူငယ်တွေကိုပါနေစဉ်ပေါ်တာဆွဲဖန်စီပြီးစစ်တနန်ပုံနေတလို့စစ်တနန်စင်းတွေကိုလည်းတိုက်ပွဲအတွင်းရှီတန်းကိုပို့ဆောင်နေတာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်ဒီလိုစစ်မှုရန်တနန်စင်းတွင်ရှီတန်းတိုက်ပွဲမှာထိခိုက်ဒေဆုံးတာနဲ့တော်လိုင်းတပ်ဖွဲ့တွေစီအလင်းဝင်ရောက်လာတာတွေလည်းအများပြားရှိနေတယ်လို့တော်လိုင်းဖွဲ့တွေကပြောပါတယ်ဆလပီတာပေါင်းမျိုးမှာအင်းနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲဖြစ်ပေါ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ် အေယာရီတိုင်းတာပေါင်းမြို့နယ်အတွင်းရခိုင်ရုံမှအဆက်ကတာပေါင်းလေးကင်မွန်ကျင်နဲ့ကြားကောင်းရွာရီဘက်မှအာရခတက်တော်၏ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားမလ၁၂ရက်ညနေကစပြီးတိုက်ပွဲဖြစ်ပွားနေရလို့ဒေသခံအရှင်းမြစ်တွေစီကသိရပါတယ်။မလ၁၃ရက်နေ့နေ့လယ်ပိုင်းမှာတာပေါင်းလေးကြားတိုင်းနဲ့တဲပြူဘက်မှဆက်လက်ဖြစ်ပွားနေရလို့သိရပါတယ်။အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကပေါမီနဲ့တာပေါင်းမြို့အကြားနေရာတွေမှာဖြစ်နေကြတာတာပေါင်းကဆိုရင်၂၅မိုင်လောက်ဝေးတဲ့တာပေါင်းလေးကမွန်ကျင်နဲ့ကြားကောင်းတို့ဘက်မှဖြစ်နေတာဒီလ၁၂ရက်နေ့ညနေ၃နာရီလောက်က စဖြစ်တာ73ရက်နေ့လည်မှာတော့ကြာကိုင်းတဲဖြူဘက်တီကျပြန်လာတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေဆိုထားတာကိုတွေ့ရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေချမ်းပြစ်ကိုအစမတန်တောင်းပြီးခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။လက်တလောဒီတာပေါင်းမျိုးနယ်အတွင်းမှာအေအူဆောင်နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာရခိုင်ယူမအစက်စင်ကြီးလျှောနေရာတွေဖြစ်ကအေအီသိမ့်ပိုက်ထားခဲ့တဲ့မကြီးစင်ဘောမီတို့နဲ့အနီးမှာတိရှိတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။